ပေကျက်တင်ကိုဂိုးပြတ်နိုင်ခဲ့တဲ့ချန်ပီယံလိဂ်ဝဲဆင်3မင်္ဂလာပါချက်စီအင်ပါရာမြန်မာအနေနဲ့ဒီတော့ကြိုဆိုလိုက်ပါတယ် ဒီနေ့မနေ့ပိုင်းမှာရှင်ပြန်ကလေးကတားကြရတဲ့ Chelsea အသင်းနဲ့ Ajax အသင်းတို့ရဲ့ Champions League ပွဲစဉ်မှာဆိုရင်တော့ Chelsea အသင်းက Ajax အသင်းကို၅ဂိုးဒဂိုးနဲ့အတူခိုးပြချေခဲ့တဲ့ကိုအနိုင်နိုင်ခဲ့ပါတယ်။ Chelsea အသင်းရဲ့ပွဲထွက်လူစင်းမှာဆိုရင်ဖြင့် Goldman နေရာမှာ Jorginho ဆာနောက်တန်းမှာဆိုရင် Fofana, Dosen, Hato, Quinlan မှာဆိုရင်တော့ Cancelo, Fernandes, Labia, Fernando de တိုက်စီပိုင်းမှာအဖြစ် Astabo, Gidan, Giroud ကိုပွဲထွက်အသုံးပြုလာခဲ့ပါတယ်။ Quá trình lẹ dòng thì Quá trình sang ngắm lên mà trẻ mềm ဒီအင်ဂျက်တင်းရဲ့ကိုင်းလက်ကစားသမားတိုင်လာကဒရိုက်အနီကနဲ့ထုတ်ပစ်ခြင်းကိုခံခဲ့ရပါတယ်။ဒီအင်ဒီကကလည်းဖြစ်တင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအင်ဒီကကပြင်းထန်ပါတယ်။ပထမပထမတိုင်လူကြီးမှာအဝါကက်ကိုစတင်ပြတ်သားတယ်။ဒါမှလည်းဒီဒီရာကြည့်ပြီးရနောက်မှာဒီတိုင်လာရဲ့ဖက်ထုတ်ပုံမှာဖွန်တန်ဒီတွေကိုဒီမိထန်တန်တရားရရှိသွားစေနိုင်ပါတယ်။ဒါကြောင့်မလို့တော့အဝါကက်ကိုဖြည့်ဖြတ်ပြီးရဒရိုက်အနီကကိုပြန်ချောင်းစေခဲ့ပါတယ်။ဒါကြောင့်မို့ဒီပွဲကျင်15မိနစ်မှာတင်မဲ့အင်ဂျက်တင်းကဒီစိတ်ရောက်နေသူ ရှင်ပြန်ကစားခဲ့ရပါတယ်ဒီအထုံးမခံငယ်တွေကစစ်သေးကကွင်းကိုဟောပွဲကစားချိန်ကိုစုံမူတာခဲ့ပြီးတော့အီဂျက်တင်ကိုဒီ PVC ကစားနိုင်တာတွေ့တယ်ဒီတိုင်းအနေနဲ့ထုတ်ပယ်ခဲ့ရပြီးတဲ့နောက်မှာစစ်သေးကပုံမလွယ်ကူသွားခဲ့ပါတယ်ဒီပွဲချိန်16မိနစ်မှာတင်ဒီပေါ်နာဒတ်တေးရဲ့ဒီကစားဘက်ကနေတစ်ဆင့်ဒီဖိုဘာနာကကောင်းနိုင်ပြန်ချပေးတာကိုကျွန်တော်တို့ဒီဒီမျော်လင့်နေတဲ့လူငယ်တိုက်စစ်တွေကမှားမှားလေးကီယူကနေပြီးတော့အဖွင့်ကိုကိုတင်းပေးနိုင်ခဲ့ပါတယ်ဒီ29မိနစ်မှာပဲဒီနောက်ကန်စီတူကနေပြီးတော့ ော့ကျွန်တော်တို့ဒီအဝေးကန်ကျင်းတဲ့အတူဒီမောက်ခံလူနဲ့ထီပြီးလမ်းကြောင်းပြောင်းဘိုးဝင်သွားခဲ့ပါတယ်။ဒီ33မိနစ်မှာဆိုရင်တော့ဒါကတော့အေဂျက်တင်ကဂိုးပြန်ရရှိခဲ့ပါတယ်။ဒီဂိုးပြန်ရရှိကပနယ်တီကနေစင်ပြန်ရခဲ့ပါတယ်။ ်အမှန်ဆိုရင်တော့ဒီပနက်တီကတိုးစင်ရဲ့မလိုလားအပ်တဲ့ဒီဖြတ်တုံမှုကြောင့်လို့ကျွန်တော်ထင်တယ်ဖြတ်တုံရတဲ့ဆိုင်တော့သူတက်နေမိသွားပေါ့သူအေဂျက်ကောင်းမှာရဲ့ကြံနေတဲ့ခြေကိုတက်နေမိသွားကြောင့်မလို့အေဂျက်တင်ကပနက်တီကငြိမ်းရတယ်ဒီပနက်တီကိုတော့အမှားရမရှိသူလို့ကတ်သွင်းနိုင်ခဲ့တယ်အာဒီပွဲချိန်45မိနစ်မှာဆိုရင်တော့အဲဆိုဖာနန်ဒက်ကနေပြီးတော့ဒီပနက်တီကိုကတ်သွင်းနိုင်ခဲ့တယ်အပြီးဒီ 45မိနစ်ပွဲချိန်ပြီးလို့အချိန်ကိုပထမပိုင်းအချိန်ကိုပြီးတဲ့နေ့မှာဆိုရင်ကျွန်တော်ချက်စီတင်ကထပ်ပြီးတော့အာ ဖွဲ့ယူထည့်ရခဲ့ပါတယ်ဒီကိုတော့ Enzo Fernandez ကနေပြီးတော့တရက်မကန်ပင်းနဲ့သူကနေပြီးတော့ Astabo ကိုပြီးကန်ခဲ့တယ်ပေါ့နော်ဒါကပ်ပင်းဒီယောရဲ့ချက်စီးတင်းကပ်ပင်းဒီယောအနေနဲ့ကျွန်တော်တို့ဒီခံစားလို့ရတဲ့အာပျော်ရွှင်စရာခံစားချက်လေးတစ်ခုပေါ့ Astabo ကနေအမားရင်းရှိကိုသူကန်နေနိုင်ခဲ့တယ်ဒါကြောင့်ပထမပိုင်းပြီးတဲ့အချိန်မှာပဲချက်စီးတင်းကနေပြီးတော့အချက်တင်းကို၄ကိုးတကိုးနဲ့အတူကိုဒီအနိုင်ယူထားနိုင်ခဲ့ပါတယ် ဒုတိယဝန်ကြီးစတင်တဲ့အချိန်မှမှာဆိုရင်တော့ခြေစည်းတင်ရလူစားပြောင်းလဲမှုကိုဆက်စပ်ခြင်းမှာလှုပ်လာခဲ့တာတွေ့ရတယ်။အပွဲကြိမ်48မိနစ်မှာတိုင်ယွန်ဂျိုကနေပြီးတော့ဒူအဝေးကန်ချက်ကနေအေရီယာထိပ်ကနေပြီးတော့ငါးခုမြောက်အလုံးကိုတွင်းနိုင်ခဲ့ပါတယ်။နောက်ကြောင့်မူချက်စီးတင်ရပွဲပြီးချင်းချိန်မှာတော့ချက်စီးတင်ရအေရီယာတင်ကိုငါးခုတခုနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဂျက်စီးတင်းရဲ့ဒီနေ့ပွဲကစားမှုမှာတော့ဒီအေဂျက်တင်းတယောက်ထုတ်ခံတာမူကြောင့်ခုပြည်စည်းကစားနိုင်တာလည်းပါတယ်။နောက်ပြီးပိုမိုလွယ်ကူပါခဲ့တာလည်းပါတယ်။ဒီတင်းလုံးကလူငယ်ကစားမားတွေဖြစ်ပေမဲ့လည်းစစ်စစ်လုံးလုံးကစားအတွေ့ရတယ်။ဒုတိယပြည်ဒီနေ့ပွဲမှာခြေတန်းပြတဲ့ကစားသမား2ယောက်ကိုတော့ကျွန်တော်ပြောချင်တယ်။ဒါကတော့အစတာဘိုပေါ့။အစတာဘိုကတော့ဒီနောက်နောက်ပိုင်းပွဲတွေမှာတော့ခြေတန်းပြတာကကျွန်တော်တည်တယ်။ဒီနေ့ပွဲမှာလည်းတကူတင်းယူနိုင်ခဲ့တယ်။နောက်ထပ်ချီကျူးစင်ကကောင်းတဲ့ကစားသမားတစ်ယောက်ကတော့ဒီ ဂီတန်ပေါ့ဂီတန်ကိုကျွန်တော်တို့တကယ်မျောလင်းလို့ရပြီလားဆိုတာကိုကျွန်တော်တို့စောက်ကြည့်ရတော့မဟုတ်ဒီနေ့ဝင်မှာလေဒီ man of the match ကိုဂီတန်ရရှိသွားခဲ့တယ်ဒီနေ့ဒီပွဲလုံးတော့ပါဝင်ကစားခွင့်ရခဲ့တယ်ရန်လေးခြေစွမ်းတောင်းခဲ့တယ်သူရဲ့ဒီ area ထိပ်ကြော်ပြတ်မှုတွေတူးချင်းကြော်ပြတ်မှုတွေကံသွင်းမှုတွေကအရင်ကျွန်တော်တို့ပြီးများလေးမှာစူးစမ်းမြင်ခဲ့ရတဲ့ဒီဒီရာဒီပထမ ပွဲစဉ်တွေမှာသူရဲ့ပုံစံမဟုတ်တော့ဘူး။သူကပထမဆုံးပွဲစဉ်မှာဆိုရင်သူကတောင်းခံလူတွေကိုတော်ဖြတ်ဖို့တော့ခက်ခဲနေတာဆိုပေမဲ့ဒီနေ့အကျဲရဲ့ပွဲမှာဆိုရင်တော့သူခဏခဏဒရီဘင်တွေကောင်းခဲ့တယ်။အဲကျော်ဖြတ်နိုင်မှုတွေအများပြားတွေးခဲ့ရတယ်၊ကန်သွင်းမှုတွေတွေးခဲ့ရတယ်၊ဖန်တီးမှုတွေလည်းအများပြားကိုတွေးနိုင်ပေးနိုင်ခဲ့တာကျွန်တော်တွေးခဲ့ရတယ်ပေါ့။ဒါကြောင့်မို့ကျွန်တော်ကစ်တန်ကိုပြန်ပြီးတော့ မြန်လင်းလို့ရပြီလားဆိုတော့ကျွန်တော်တို့ဆောက်ကြည့်ရပါမယ်။ဒီနေ့နောက်ခုနကတည်းကကောင်းနေပါတယ်။သတင်းလုံးတွေကကောင်းမှုပြကြပါတယ်။အာဒီနေ့ဒီလိုမျိုးအနိုင်ရရှိခဲ့တဲ့တော်တော်ချက်စီရလက်ရှိအချိန်မှာဆိုရင်တော့ချန်ပီယံလေးရဲ့အဆင့်7နေရာကိုတက်သွားနိုင်ခဲ့ပါပြီ။6မှတ်နဲ့အတူအာအဆင့်7နေရာမှာရပ်တည်နေပါတယ်။အာဘလူးဘေးဘီဒီညတွေကတော့ကိုပြက်ချေပြက်နေကိုဒီလိုမျိုးချန်ပီယံလေးပွဲမှာကိုပြက်ကိုအနိုင်နိုင်ခဲ့ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။